မင်္ဂလာပါရှင်ဒီနေ့စထမရန်တင်ချအတွက်ချက်ကအခန်းနှစ်နှစ်တသမာနှစ်တုဒ္ဒဂိမ်းများနဲ့စပွဲဝင်ဂိမ်းများကိုဆက်ပြီးတော့ရှင်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့တုဒ္ဒဂိမ်းနဲ့စပွဲဝင်ဂိမ်းကိုဒီအခန်းထဲမှာလေ့လာရမယ်အဲ့တော့ပထမတစ်ခုကိုစပြီးတော့လေ့လာမယ်တုဒ္ဒဂိမ်းများ prime numbers တုဒ္ဒဂိမ်းများကိုအင်္ဂလိပ်လို prime numbers လို့ခေါ်ပါမယ် ဟုတ်ပြီအဲ့တော့နှင်း3 5 8ချက်ဂိမ်းအသေးသေးတို့ကိုစကွဲဂိမ်းခွဲကြည့်ပါဟုတ်ပြီအဲ့တော့ဆရာမတို့ကတုံညကနေပြီးတော့မှတုံညချင်းနှင်း3 4 5 6 8 9 10 11 12စတဲ့အပြစ်ဂိမ်းနေအများကြီးရှိတဲ့အထဲမှာ အခုဒီမှာနှင်း3 5 8 11အဲ့ဒါတွေကိုစပြီးတော့စဉ်းစားမယ်အဲ့ဓာ၄ကိုစပြီးတော့မှစွဲကင်းခွဲကြည့်မယ်။အဲ့လိုခွဲကြည့်တဲ့အခါမှာနှစ်ကိုခွဲလိုက်တော့ဆရာမတို့ကနှဲမြောက်ချက် ပြီးတော့မှ1အမြောက်2ဒါပဲရမယ်ဟုတ်ပြီနော်3အမြောက်1 1အမြောက်3 5အမြောက်1 1အမြောက်5သူ့ကိုခွဲလို့ရတဲ့ gain 5ကိုခွဲလို့ရတဲ့ gain ဒီ1အမြောက်5ရဲ့5အမြောက်1ရဲ့ဒီနှလုံးပဲရှိမယ်ဟုတ်ပြီနော်ကိန်းတစ်ခုပဲရှိမယ်71ကိုလည်း71အမြောက်1 1အမြောက်71ဒီလိုပဲရှိမယ်အဲ့တော့ဒီကိန်းနေပေါ့နော်2 3 5 9 71ဒါတွေဒီဆရာမတို့စကွဲကိန်းခွဲလိုက်တဲ့အခါမှာ ကိန်းနှစ်ခုသာရှိပြီးသူ့ကိုခွဲလိုက်တော့ကိန်းနှစ်ခုပဲရှိပြီးတော့မှစကွဲကိန်းတစ်ခုမှတင်နဲ့ကြံကိန်းတစ်ခုမှထိုကိန်းကိုယ်တိုင်ဖြစ်တည်တဲ့အဲ့တော့စကွဲကိန်းတစ်ခုကတော့တစ်ဖြစ်ပြီးတော့မှကြံနာကတော့ကြံတစ်ခုကတော့အဲ့ဒီကိန်းကိုယ်တိုင်ဖြစ်ပါတယ်တဲ့ဥပမာ7ကိုခွဲမယ်ဆိုရင်1အမြောက်7ကလွဲပြီးတော့ဆံမတော်ခွဲလို့မရဘူး7အမြောက်1အဲ့တော့သူ့ရဲ့စကွဲကိန်းနေသည်7နဲ့1နဲ့ဖြစ်တယ် နော်ဗျာအဲ့တော့စကွဲကိန်းနှစ်ခုမှာတစ်ခုကတစ်ဖြည်းပေတော့နောက်တစ်ခုသည်ထိုကိန်းကိုယ်တိုင်ဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီကိန်းတွေကိုတုတ်ဓာကိန်းလို့ခေါ်တယ် prime numbers တုတ်ဓာကိန်းလို့ခေါ်ပါတယ်အဲ့တော့တုတ်ဓာကိန်းဆိုတာဘာလဲဆိုတော့သူ့ကိုစကွဲကိန်းခွဲလိုက်တယ်စကွဲကိန်းခွဲတဲ့အခါမှာကိန်းနှလုံးဝဲခွဲလို့ရတယ်တိရဲ့ သူ့ရဲ့ကိုသူ့ကိုယ်တိုင်ပေါ့နော်အဲ့ဒီကိုယ်တိုင်ဂိမ်းနဲ့ပဲခွဲလို့ရတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုတုံးကြဂိမ်းလို့ခေါ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့2 3 5 7 11ပဲပြထားတယ်ဥပမာ73ပေါ့နော်73ဆိုလဲဆက်မလို့ခွဲမယ်ဆိုရင်1အမြောက်73 73အမြောက်1ကလွဲလို့ခွဲလို့မရတော့ဘူး74တွေ75တွေဆိုရင်အများကြီးခွဲလို့ရတယ်76 79ဥပမာ79ဆိုရင်လဲခွဲလိုက်မယ်1အမြောက်79 ဒီတော့သူ့ရဲ့စကွဲကိန်းဒီသူကိုယ်တိုင်နဲ့တင့်နဲ့ပဲဖြစ်မဲ့ဆိုရင်ဒီလိုကိန်းလေးကိုတုတ်ထကိန်းလေးလို့ခေါ်ပါတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ခုဆက်ပြီးစဉ်းစားကြည့်မယ်တစ်ထက်ကြီးသော အပြည့်ကိန်းတစ်ခုဤစကွဲကိန်းများတွင်တင့်နဲ့ထုတ်ကိန်းလာပါရှိခဲ့လျင်ထုတ်ကိန်းဒီတုတ်ထကိန်း prime number ဖြစ်သည်ဒါခုနကပြောခဲ့တဲ့အတိုင်းပဲတစ်ထက်ကြီးတဲ့အပြည့်ကိန်းဘယ်ကိန်းမဆိုပါနော်တစ်ထက်ကြီးသောအပြည့်ကိန်းတစ်ခုဤစကွဲကိန်းများတွင်ဥပမာဆက်ပါတော့နှစ်ကိုခွဲရင်လေ တစ်အမြောင်နဲ့နဲ့အမြောင်တစ်ဆိုတော့တစ်ထက်ကြီးတဲ့အပြည့်ကိန်းတစ်ခုမှာအဲ့ဒီလိုစကွဲကိန်းခွဲလိုက်တဲ့အချိန်မှာတင်နဲ့ထိုကိန်းသာပါရှိခဲ့လျင်ဒါကတင်ပြီးတော့ဒါကထိုကိန်းအဲ့တော့အဲ့လိုစကွဲကိန်းခွဲလိုက်လို့တင်နဲ့ထိုကိန်းသာပါရှိခဲ့မယ်ဆိုရင်ဒီလိုကိန်းတွေကိုတုံးကြကိန်း prime number လို့ခေါ်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့နှစ်တီတစ်ခုတည်းသောဇုံတုံးကြကိန်းဖြစ်သည်နှစ်ကတစ်ခုတည်းသောဇုံတုံးကြကိန်းဖြစ်သည် အဲ့တော့ဇုံဂိန်းထဲကတုတ်ဒဂိန်းဒီနှစ်ပဲပါတယ်။ဂျန်နဲ့ဂိန်းဒီအကုန်လုံးဒီမှဂိန်းနေပဲဟုတ်ပြီနော်။တုံညာနဲ့တစ်တို့ဒီတုတ်ဒဂိန်းများမဟုတ်ပါ။တုံညာနဲ့တစ်ကတုတ်ဒဂိန်းမဟုတ်တော့မှထားရပါမယ်။အဲ့တော့ဒီအချက်သုံးချက်ပေါ့နော်။တစ်ထက်ကြီးတော့အပြစ်ဂိန်းတစ်ခုဤစာဝဲဂိန်း။စာဝဲဂိန်းခွဲလိုက်လို့တစ်နဲ့အဲ့ဒီဂိန်းပဲရမယ်ဆိုရင်အဲ့ဒီ၎င်းဂိန်းကိုပေါ့နော်တုတ်ဒဂိန်း prime number လို့ခေါ်တယ်။နှစ်ကတစ်ခုတည်းတော့ဆုံးတုတ်ဒဂိန်းဖြစ်တယ်။တုံညာနဲ့တစ်ကတုတ်ဒဂိန်းနေမဟုတ်ဘူး။ ရပြီနော်အော်ဘီဒီတော့ဆရာမတို့ဒီတစ်မှာတရားအတွင်းရှိတုဒ္ဒကိင်းများကိုရှာချင်းတစ်ကနေပြီးတော့မှတရားအတွင်းမှာရှိနေတဲ့တုဒ္ဒကိင်းတွေကိုရှာကြည့်ပါမယ်တဲ့အဲ့တော့ဒီဇယားနဲ့သတ်မှ၃မှာတစ်ကနေတရားအထိအပြည့်ကိင်းတွေကိုရေးထားတယ်အဲ့တော့တစ်ကနေစပြီးတော့မှတရားအထိအပြည့်ကိင်းတွေကိုရေးထားတယ်ဒီထဲမှာတုဒ္ဒကိင်းတွေကိုရှာမယ်အဲ့တော့ဆရာမကလုပ်ငန်းစဉ်ကိုမရေးတော့ဘူး လုပ်ငန်းစဉ်ကိုဆင်မဘဇက်နဲ့ပြောပြီးတော့မှဒီမှာဆပြီးတော့လှုပ်ချင်တယ်။ဟုတ်ပြီနော်။အဲ့တော့လုပ်ငန်းစဉ်မှာတက်ကတက်ကိုချစ်ပါဆိုတော့ဆရာမတို့တက်ကိုချစ်လိုက်တယ်။တက်ကိုချစ်ပါဟုတ်ပြီနော်။နှစ်ကနှစ်ကိုဝိုင်း၍နှစ်ဤစတို့ကိများကိုချစ်ပါ။ဟုတ်ပြီနှစ်ကိုဝိုင်းမယ်။နှစ်ရဲ့အစတို့ကိတွေကိုချစ်မယ်။ဟုတ်ပြီနှစ်၄၆၈၁၀။ဟုတ်ပြီနော်။ စနေစလေးစကြောစရှိ20နှစ်နှစ်နှစ်လေးနှစ်ချောင်းနှစ်ရှိ30သုံးနှစ်သုံးလေးသုံးချောင်းသုံးရှိ40လေးနှစ်လေးလေးလေးချောင်းလေးရှိ50ငါးနှစ်ငါးလေးငါးချောင်းငါးရှိ60 6နှစ်6လေး6 6 6ရှိ80ခွန်နှစ်ခွန်လေးခွန်6ခွန်ရှိ80ဒါနှစ်စီတိုးသွားမလား ရှင်းနှဲရှင်းလေးရှစ်ချောင်းရှစ်ရှစ်ကိုးစင်ကိုးနှဲကိုးလေးကိုးချောင်းကိုးရှစ်တရဟုတ်ပြီအဆက်နဲ့ပြီးသွားပြီလုပ်ငန်းနဲ့ကိုပြီးသွားလို့ရှိရင်လုပ်ငန်း၃မှာ၃ကိုဝိုင်း၍၃ဤစတို့ဂိမ်းများကိုချက်ပါနောက်ပြီး၃ကိုဆက်မလို့ဝိုင်းလိုက်မယ် 3ရက်စာရုပ်ကိန်းတွေကိုချစ်မယ်3 delete 3 3 4 6ချစ်ပြီးပြီဆိုရင်ဘာမှလှုပ်ရှားမလို့တော့ဘူးသူကချစ်ထားပြီးတော့နှစ်ဤစာရုပ်ကိန်းမျိုးကိုထပ်မံချစ်ရမလို့ပါတဲ့အဲ့တော့ဒီမှာ6 3 3 4 3 4 45 3 6 47 3 8 47 3 9 40 30 34 33 34 36 36 30ထပ်ပေါင်းသွားမယ်နော် tông phong tông xe tông cổ lê dễ lê trị lê nè lê tông lê lê lý ngà lê chào lê khôn lê xe lê cú ngà dễ ngà dễ trị ngà nè ngà tông ngà lý ngà 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 chá ngà khôn ngà xe ngà cú chào xe chào trị chào nè chào tông chào lý chào ngà chào 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 khôn chào xe chào cú khôn nè xe khôn trị khôn nè khôn tông khôn lý khôn ngà khôn chào khôn 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 xe khôn cú xe khôn, xe khôn, xe trị ကိုတကိုနဲ့63ကိုလေးကို9ကို6ကိုခွန်ကို8ကိုကိုဒါကတော့အလီမရဘူးဆိုလို့ရှိရင်3နေ3နေစီပေါင်းပြီးတော့ဆက်သွားတာဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်4ဒီအဆင့်4ပေါ့နော်9ကိုဝိုင်းပြီး9အိဆတို့ဂိမ်းများကိုချစ်ပါချစ်ပြီးဒီဂိမ်းများကိုထပ်မံချစ်ရမလို့ပါ9ကိုဝိုင်းပါမယ်

ခွန်ကိုဝိုင်းပြီးတော့ခွန်ရက်စာတို့ဂိမ်းတွေကိုချင်မယ်ခွန်နဲ့တလီခွန်ခွန်နဲ့နလီ74ခွန်နဲ့3လီ27ခွန်လေးလီ28ခွန်နဲ့5လီ35ခွန်နဲ့6လီ42ခွန်နဲ့9လီ49ခွန်နဲ့8လီ56ခွန်နဲ့9လီ63ခွန်နဲ့10လီ90ခွန်နဲ့7လီ90ခွန်ခွန်နဲ့7လီ78 73 84 84 ။အပြင်နောက်တစ်ခုက84ပြီးတော့ဆမရခွန်ကို0334569ခွန်ထပ်ပေါင်း98 0334569ဆိုတော့98အဲ့တော့ကျန်နေတာဒီကျန်နေတာကိုကျွန်တော်တို့ဒီတိုင်းပဲထားလိုက်မယ်။နောက်တစ်ဆင့်မှာသူကဇေယားရှိချစ်ရန်ကျန်ရှိသောဂိမ်းများကိုဝိုင်းပါဟုတ်ပြီ။အဲ့တော့ချစ်ဖို့ကျန်တဲ့ဂိမ်းတွေကိုဝိုင်းလိုက်မယ်တဲ့။အဲ့တော့ကျွန်တော်တို့ဒီမှာ2 3 5ခုကဝိုင်းထားပြီးသားကျန်တဲ့ဟာ10ဒီမှာ17 7 3 စက်ခွန်စက်ကြည့်မယ်29 33 49 50 53 54 69 67 69 ဟုတ်ပြီနော်ဒါဆိုရင်ဆရာမတို့ဒီမှာဝိုင်းလိုက်ပြီဝိုင်းထားတဲ့ဟာကြီးအကုန်လုံးဒီဘာတွေဖြစ်မလဲဆိုတော့တုတ်ကြကင်းနေဖြစ်ကြောင်းတွေ့ရကြည့်တယ်ဒီမှာသူ့ကိုဘယ်ဟာမှလဲစားလုံးမပြတ်တော့ဘူး2 3 5ခွန်7 7 3 7ခွန်2 7 29 38 37 43 49 53698689837893898399ဒါရီယာဘာတွေလဲဆိုတော့စစ်မတရားကြားထဲမှာရှိနေတဲ့တုတ်ကြကိန်းတွေဖြစ်ပါတယ်။ဒါဟုတ်ပြီအဲ့ဒါဆိုရင်ဆံမတို့ရေးလိုက်မယ်။စစ်မတရားကြားရှိတုတ်ကြကိန်းများမှာခုနဆံမတို့ချက်ခဲ့တဲ့ဟာလေးတွေရေးမယ်။နှစ်3ငါခွန်7 setto, second, nesetto, nesecco, douzette, douzecon, lesette, lesetto, lesecon, ngazetto, ngazecco, chassette, chassette, chassecon, ခုနစက်တခုနစက်သုံးခုနစက်ကိုရှစ်စက်သုံးရှစ်စက်ကိုကိုစက်ခွန်ဆိုပြီးတော့ရမယ်ဒါဒီတက်ကနေတရားကြားမှာရှိတယ်သုံးကြကိနေဖြစ်တယ်ဟောဘယ်တော့သုံးကြကိနေဆိုတာအဲတိတ်ရဲ့ရင်းကိုယ်တိုင်းပဲเนาะရင်းကိန်းကိုယ်တိုင်းကပဲသူ့ကိုစကွဲကိန်းခွဲလို့ရတယ်ဆိုရင်အဲ့ဒါကိုသုံးကြကိန်းလို့ခေါ်ပါမယ်တဲ့ ဟုတ်ပြီအဲ့တော့ဆင်မောနေ့တသမနဲ့မှာတုတ်တကိန်းများနဲ့စကွဲဝင်ကိန်းများဆိုတဲ့ခေါင်းစဉ်အောက်ကတုတ်တကိန်းများကိုလေ့လာခဲ့ပြီးသွားပြီးဒါဆင်စကွဲဝင်ကိန်းများကိုဆက်ပြီးတော့လေ့လာမယ်အဲ့တော့နေ့တသမနေ့တသမနဲ့မှာစကွဲဝင်ကိန်းများ composite numbers အဖြစ်ကိန်းအလုံးပါရှိသည့်ကိန်းစုကြီးထဲတွင်01 3.1တုံညာကျနဲ့တုတ်ကြကိန်းတို့ကိုဖယ်လိုက်၍ကြံကိန်းများကိုစခွဲဝင်ကိန်းများစခွဲကိန်းခွဲကြည့်ပါဟုတ်ပြီ အဲ့တော့ဆရာမတို့ကအပြစ်ဂိမ်းညအားလုံးရှိတာဘယ်ကနေစလဲဆိုတော့0ကနေ1 2 3 4အဲ့လိုလာမယ်ဟုတ်ပြီနော်အပြစ်ဂိမ်းနေအားလုံးပါရှိသည့်ဂိမ်းစုကြီးဆိုတော့ဒီလိုလာမယ်အဲ့ဒီအဲဲမှာမှာသူကတုံညရဲ့7ရဲ့တုတ်တဂိမ်းတွေကိုဖယ်တုံညရဲ့7ရဲ့ကိုဖယ်လိုက်မယ်ပြီးတော့ခုနကဇမတို့ရှာထားတဲ့တုတ်တဂိမ်း1 3 5 6 7 7 3ဘောနော်ဒါတွေကိုလည်းဇမတို့ဖယ်မယ်တဲ့အဲ့ဒါတွေကိုဖယ်ပြီးတော့မှဂျန်လက်ဂိမ်းတွေကိုစကွဲဂိမ်းခွဲကြည့်မယ်တဲ့ ဟုတ်ပြီအဲ့လိုဖွဲလိုက်တဲ့အခါမှာစကွဲကီးနှလုံးထက်ပိုရှိတော့ခုနဆရာမတို့ရှာတော့ကတော့နှလုံးပဲရှိတယ်အခုကကြတော့နှလုံးထက်ပိုရှိတဲ့ဂိမ်းတွေကိုကြတော့စခွဲဝင်ဂိမ်းလို့ခေါ်ပါမယ်တဲ့ဟုတ်ပြီအဲ့တော့ဆရာမတို့လေးကိုခွဲကြည့်မယ်လေးဤစကွဲဂိမ်းကိုရှာပါလေးကိုရှာလိုက်တော့1အမြောက်2နှစ်အမြောက်3အဲ့တော့သူ့ရဲ့စခွဲဂိမ်းတွေက1 2 4ဆိုပြီးတော့ဖြစ်တယ်အဲ့တော့သူ့မှာ3ခုရှိတယ် နှစ်ခုထက်ပိုလို့ရှိရင်သူ့ကိုစခွဲဝင် gain လို့ခေါ်နှစ်ခုတည်းရှိရင်ကျတော့သူ့ကိုတုံးကြ gain လို့ဟုတ်ပြီနော်ပုံစံတွက်နှစ်မှာစနစ်ဤစခွဲ gain များကိုရှာပါစနစ်ကိုခွဲလို့ရတဲ့ gain နဲ့စနစ်ကိုအစားလို့ပြတ်တဲ့ gain တွေကိုရှာမယ်တစ်အမြောက်စနစ်နှစ်အမြောက်6သုံးအမြောက်4အဲ့တော့သူ့ကိုရေးလိုက်တော့1 2 3 4 6 စနစ်ဆိုပြီးတော့ရတယ်အဲ့တော့စနစ်ဤစခွဲဂိမ်းများမှာကြက်ကော်မှာ2 2ကော်မှာ3ကော်မှာ4ကော်မှာ5ကော်မှာ6 oh sorry 6ကော်မှာစနစ်ဆိုပြီးတော့ရပါတယ်တဲ့အဲ့တော့ဒါဒီစခွဲဂိမ်းဒီနှစ်ခုထက်ပိုရဲဆိုတော့ဒီ၄တွေစနစ်တရားဘယ်တော့မှပါမလဲဆိုတော့စခွဲဝင်ဂိမ်းထဲမှာပါမယ်ရပြီနော် အဲ့တော့အဲ့လိုပဲဆံမတော်က၄ရက်၆ရက်၈ရက်၉၁၀ဆနစ်၁၄၁၅ချက်၁၆စသည်တို့ဆက်ပြီးတော့ခွဲကြည့်လိုက်မယ်ဆိုရင်ဘာတွေဖြစ်တာကိုတွေ့ရမလဲဆိုတော့စကွဲဝင်ကိန်းဖြစ်နေတာကိုတွေ့ရှိရပါမယ်ဥပမာပေါ့နော်ဆံမတော်ကအခုက၄ကိုခွဲကြည့်တယ်ဆနစ်ကိုခွဲကြည့်တယ်ဒီတဲက၁၅ကိုခွဲကြည့်မယ်ဆိုလို့ရှိရင်လည်း၁အမြောက်၁၅နောက်တစ်ခုက၂နဲ့မြောက်၃၅၄၅ ဒါပြီးနောက်အဲ့တော့ဒီမှာ1ရဲ3ရဲ5ရဲ25ရဲအဲ့တော့ဒါဒီပါဖြစ်သွားရည်လဲဆိုတော့စာွဲဝင်ဂိမ်းဖြစ်သွားပါပြီရပြီနော်အပြည့်ဂိမ်းများပါရှိသောအစုအဝေးကိုအောက်ပါပုံဖြင့်ဖော်ပြနိုင်ပါသည်တဲ့အဲ့တော့ဒီဟာကအပြည့်ဂိမ်းတွေပါတဲ့အုပ်စုဒီအပြည့်ဂိမ်းတွေထဲမှာမှဒါဒီအကုန်လုံးကဘာလဲဆိုတော့အပြည့်ဂိမ်းအစုအဝေး ဒီတစ်ခုလုံးကိုဘာလို့ခေါ်လဲဆင်မရဲ့များဒီမှာထိုးလို့မရအောင်ဒီမှာထိုးရမယ်ပေါ့နော်ဒီတစ်ခုလုံးဒီအကွက်ကြီးတစ်ကွက်လုံးကိုဒီအပြည့်ကိန်းအစုဝေးလို့ခေါ်တယ်။အပြည့်ကိန်းဆိုတာ0ကနေစတယ်0 1 2 3ပေါ့နော်4 5 6အဲ့တော့ဒီတန်းမှာပါပါမလဲဆိုတော့တုတ်ဒကိန်းနေမဟုတ်တဲ့0 1ပါမယ်။တုတ်ဒကိန်းနေဖြစ်တဲ့2 3 5 7စသဖြင့်ပါမယ်။ပြီးတော့မှစခွဲဝင်ကိန်းစခွဲကိန်းခွဲလိုက်လို့ စာခွဲဂိမ်းဒီအာဒီနှစ်ခုထက်ပိုလို့ရှင်တို့စာခွဲဝင်ကင်းခေါ်တယ်အဲ့ဒီစာခွဲဝင်ကင်းနေပါတယ်ဒီသုံးခုလုံးပါမယ်ပေါ့နော်အဲ့ဒီအထဲမှာဒါကကြတော့အပြစ်ကင်းနေပါရှိတဲ့အစုဝေးကိုဒီလိုပုံလေးနဲ့ဖော်ပြမယ်အပြစ်ကင်းနေပါတဲ့အစုဝေးမှာအဒီ300ရဲ့ဝါညက်ပါမယ်ပြီးတော့တောက်ကြကင်းနေပါမယ်ပြီးတော့စာခွဲဝင်ကင်းနေပါမယ်တောက်ကြကင်းနေဆိုတာစာခွဲကင်းနေခွဲလိုက်လို့ငါးဆိုလို့ရှိရင်လည်းတစ်အမြောက်ငါးပဲဖြစ်တဲ့အတွက်ကြောင့်ရင်ကင်းကိုယ်တိုင်းနဲ့တစ်နဲ့ပဲဆိုရင်တောက်ကြကင်းလို့ခေါ်မယ် စာကွဲဝင်ကိန်းကြတော့စာကွဲကိန်းနေခွဲလိုက်လို့ဒီစာကွဲကိန်းနှစ်ခုထက်ပို့လို့ရှင်ပေါ့နော်နှစ်ခုထက်ပို့ရင်သူ့ကိုစာကွဲဝင်ကိန်းလို့ခေါ်တယ်။ဒါပြီးတော့အဲ့တော့ဒါကကြတော့ဗာလဲဆိုတော့အစုအဝေးကိုပြောထားတာအပြည့်ကိန်းနေပါတယ်အစုအဝေး။ဒီတော့လေ့ကျင့်ခန်းနေတဲ့သမားနဲ့မှာ 90နဲ့80အတွင်းရှိတုတ်တာဂိမ်းများကိုရေးပါတယ်အဲ့တော့ဆရာမတို့ခုနကရှာထားတဲ့ဇာတ်ကိုအခြေခံပြီးတော့ရေးလို့ရပါတယ်အဲ့တော့ဆရာမတို့တခုချင်းစီစဉ်းစားသွားမယ်90နဲ့80အတွင်းရှိတုတ်တာဂိမ်းများမှာဆိုပြီးတော့ရေးလိုက်မယ်90နဲ့80အတွင်းရှိတုတ်တာဂိမ်းများမှာ51နဲ့51ဆိုလို့ရှိရင်3နဲ့ပြတ်မှာပေါ့မဟုတ်လို့ရှိရင်လည်းကလေးတော်မှတ်ရရင်လည်းစားကြည့်ပါ3 3 27 3027 50နှစ်ဆိုတာနှစ်နဲ့ပြက်မယ်အဲ့တော့ကျွန်တော်ခုနရှာထားတဲ့ထဲကနေရေးလိုက်မယ်53 59 61 69 87 93နောက်တော့89တို့ဒီ 90နဲ့80အတွင်းရှိသုဒ္ဓကိန်းများဖြစ်သည်လို့ရေးရင်လည်းရေးပါဒါမှမဟုတ်လည်း90နဲ့80အတွင်းရှိသုဒ္ဓကိန်းများမှာ53 59 61 68 87 83 89တို့ဖြစ်သည်နောက်တစ်ခု100နဲ့130ကြားအကြားရှိသုဒ္ဓကိန်းများကိုရှာပါဟုတ်ပြီ100နဲ့130ကြားရှိသုဒ္ဓကိန်းများမှာ100တက်အဲ့တော့မရအောင်ဆရာမတို့ခုနကကြတော့တရားထိပဲရှာထားတာဆိုတော့တကယ်လို့မရအောင်ဆိုလို့ရှင်ဆက်ပြီးတော့မှစကြည့်ပါနော် တရသုံးဒါဘာမှလည်းစာလုံးမပြတ်တော့မပြတ်မပြတ်ပါဘူးနော်တရခွန်တရကိုဒါတွေဟာဆိုလို့ရှိရင်တရနဲ့တရ30ကြားတဲ့ဂျားထဲမှာရှိတဲ့တုတ်တာကိန်းတွေဖြစ်တယ်အဲ့တော့တရနဲ့တရ30အကြားရှိတုတ်တာကိန်းများမှာ တရ7တရသုံးတရခွန်တရကိုလို့ဖြစ်သည်နောက်တစ်ခုတုတ်တာကိန်းဖြစ်သည့်စုံကိန်းကိုဖော်ပြပါမယ် ဲ့တော့တௌဒကိန်းနေထဲမှာစုံကိန်းဒီတစ်ခုတည်းပဲရှိတယ်သူကနှစ်ပါတௌဒကိန်းဖြစ်သည့်စုံကိန်းမှာနှစ်ဖြစ်သည်တမမဟုတ်နှစ်သည်တௌဒကိန်းဖြစ်သည့်စုံကိန်းဖြစ်သည်ညပြီနော်ဒါမှမဟုတ်တௌဒကိန်းဖြစ်သည့်စုံကိန်းညီမြချင်းနှစ်နံပါတ်၄အဝါဒုအနဲ့တௌဒဂိမ်းကိုရွေးချယ်ပါအဘဲကြောင့်တௌဒဂိမ်းဖြစ်ကြောင်းရှင်းပြပါဟုတ်ပြီဒီထဲမှာဆက်မှာတော့တௌဒဂိမ်းကိုရွေးချယ်မယ် ပြီးတော့မှတုတ်တဂိမ်းဖြစ်ကြောင်းကိုရှင်းပြပေးရမယ်အဲ့တော့01နေမပါဘူးအဲ့တော့ကျွန်တော်တို့တည်ထားခဲ့ပြီဒါ2 3 5 6 7 8 9 10စက္ကန့်စက္ကူအဲ့တော့ဒါတွေကိုရေးလိုက်ရုံပါပဲအဲ့တော့ဘယ်လိုရေးမလဲ0.3 0.3 5 9 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30စကူတို့ဒီ တုဒ္ဒဂိမ်းများဖြစ်သည်တုဒ္ဒဂိမ်းများဖြစ်ပြီးတော့ဘာကြောင့်တုဒ္ဒဂိမ်းဖြစ်ရတာလဲအဲ့တော့သူ့ရဲ့ဖြစ်ရတဲ့အကြောင်းရင်းကတော့သူ့ကိုစကွဲကိန်းခွဲလိုက်လို့ရှိရင်စကွဲကိန်းဒီနှစ်ခုလာရှိတဲ့အတွက်ကြောင့်မလို့စကွဲကိန်းတစ်ခုကတော့တစ်ဖြစ်ပြီးတော့ကြံတစ်ခုကချုပ်ကိန်းကိုယ်တိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီတုဒ္ဒဂိမ်းဖြစ်တယ်ဆိုတဲ့အကြောင်းရေးပေးရပါမယ်အဲ့တော့ကျွန်တော်အဲ့အလေးကိုရှင်းလိုက်ရအောင်နော်အထက်ပါကိန်းအတီးတီးတွင် ဲ့တော့အဲ့ဒါကိုဆက်ပြီးရေးရပါမယ်အချက်ပါကိန်းအသီးသီးတွင်စကွဲကိန်းနှစ်ခုသာရှိပြီး 在外跟着苦吗？这呢，见的苦吗？都给伊过完皮的。 ။ဒါမျိုးတော့ဆိုရှယ်မီဒီယာမှာငါ့ကိုကြည့်အောင်အောက်ပါကိအောက်ပါတို့အနေစခွဲဝင်ကိန်းများကိုရွေးချယ်ပါ။အဘယ်ကြောင့်စခွဲဝင်ကိန်းများဖြစ်ကြောင်းဟုတ်ပြပါတော့ဒီမှာဆရာမတို့ကဘယ်ကိန်းတွေကစကွဲဝင်ကိန်းတွေဖြစ်တယ်လဲဆိုတော့ပြောရမယ်။စကွဲကိန်းတစ်ခုတည်းပို့တဲ့ကိန်းတွေကိုရွေးချယ်ရမယ်ပေါ့နော်။ဟုတ်ပြတော့ဒီမှာလေဆရာမတို့သိတယ်55ပြီးတော့51 32 84နှစ်နဲ့စားလို့ဖြစ်တဲ့ကိန်းတွေနောက်တစ်ခုက90နဲ့5 အဲ့ဒါဗီတာဆိုလို့ရှိရင်ဆရာမတို့ရေးရမှာဒီ15ကောမ52 32 84 95တို့ဒီစကွဲဝင်ကိန်းများဖြစ်သည်စကွဲဝင်ကိန်းများဖြစ်သည်အဲ့တော့ဘာကြောင့်လဲဆိုတော့အချက်ပါ ခုနလိုပဲစမရိရှိလိုက်မယ်။အချက်ပါကင်းအတီတီးတွင် အထက်ပါကင်းအတီးကြီးတွင်စကွဲကင်းတစ်ခုထည့်ပို၍ရှိပါသည်စကွဲကင်းနှစ်ခုထည့်ပို၍ရှိပါသည်အဲ့တော့ဒီမှာကလေးတို့အတွက်ရွေးရခက်နေတယ်ဆိုလို့ရှိရင်လည်းသူ့ကိုခွဲကြည့်လို့ရပါတယ်ဥပမာ15ကိုကျွန်တော်ခွဲလိုက်မယ်ခုနကခွဲတယ်လို့ပေါ့နော်တဲ့အမြောက်15ရမယ် 3945ရမယ်အဲ့တော့ဒီမှာဒီသူကစကွဲကိန်းဒီနှစ်ခုတည်းပို့သွားပြီဖြစ်တဲ့အတွက်ကြောင့်စကွဲဝင်ကိန်းထဲမှာပါမယ်ဟုတ်ပြီနော်အဲ့တော့ပဲ32ကတော့အများကြီးပြက်ပါတယ်51ဆိုတာ3နဲ့ပြက်တဲ့ကိန်းနေပါအော်ဗီဒါဆိုလို့ရှိရင်ကလေးတို့ရပြီချင်ပါတယ်နော်နံပါတ်5အဲ့တော့6ကြည့်မယ်အောက်ပါတော့တုတ်တကိန်းတို့မဟုတ်စကွဲဝင်ကိန်းဝင်ရခွဲခြားဖို့ပြပါအဲ့တော့ဒီမှာဆရာမတို့ကတုတ်တကိန်းနဲ့စကွဲဝင်ကိန်းဆိုပြီးတော့ဖွဲမယ်အဲ့တော့အဲတုတ်တကိန်းများမှာဆရာမရှင်းလိုက်မယ် တုံးကြကိင်းများဆိုပြီးတော့ညီမချင်းနဲ့ရေးလိုက်မယ်တွေ့သွားအောင်ဟုတ်ပြီနော်စာခွဲဝင်ကိင်းများစာခွဲဝင်ကိင်းများဆိုပြီးတော့ရေးလိုက်မယ်အဲ့တော့ဆရာမတို့က112ဆိုတာဒါနှစ်နဲ့စားလို့ပြတ်တယ်ဟုတ်ပြီနော်အဲ့ဒီခါကျတော့နှစ်နဲ့စားလို့ပြည့်ရင်ဒါ၄နဲ့စားလို့လည်းပြတ်ဖို့များတယ်ပေါ့နော်ဥပမာဖြစ်ဆရာမတို့စဉ်းစားကြည့်တာပါအဲ့ဒါဆိုတော့ဒါဒီဘာဖြစ်သွားရလဲဆိုတော့စာခွဲဝင်ကိင်းထဲမှာပါတယ် ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ဒီမှာဆီမက112ဆိုပြီးတော့ရေးလိုက်မယ်130.9အ130.9ဆီမတို့စဉ်းစားကြည့်မယ်ဘာနဲ့စားလို့ပြက်တယ်လဲအဲ့တော့ဆရာမတို့ဒီမှာအကျန်းထဲမှာစာကြည့်လိုက်မယ်။139ကိုဆရာမတို့3နဲ့စာကြည့်မယ်။3 3လေးကို37ဆိုတော့2ကျင်း39 39 29ဆိုတော့3ညဒါဆိုလို့ရှိရင်သူကဘယ်ထဲမှာပါမလဲဆိုတော့ဒီ139ဒီစာခွဲဝင်ကိန်းထဲမှာပါမယ်။139 တဲ့29ကျွန်တော်တို့သူကိုယ်တိုင်နဲ့အာဝမ်းနယ်ပဲစားလို့ပြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တုတ်တာကိန်းထဲမှာပါမယ်။145ဒါငားနဲ့ဆုံးလို့ရှိရင်ဆံမတော်တည်ပြီးသား။ငားနဲ့ဆုံးလို့ရှိရင်သူဒီအငားနဲ့စားလို့ပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာပါမယ်။145 149 149ဒီမပြတ်တော့ပါဘူး။အဲ့တော့ဒီမှာရှိမယ်149 157 151ဆိုတော့လေမပြတ်ဘူးဆိုတော့တုတ်တာကိန်းထဲမှာပါမယ်အဲ့တော့တုတ်တာကိန်းများက129 149 151 110 119 145ကတော့စာကွဲဝင်ကိန်းနေဖြစ်တယ်။ဟောဗျာနောက်တော့ကလေးတို့မရရင်ဒါစားကြည့်ပါ။စားတဲ့အချိန်မှာနှစ်နဲ့စား၊သုံးနဲ့စား၊၄၅ဒီလိုမျိုးစားကြည့်လိုက်။စားကြည့်တော့ပြတ်သွားလို့ရှိရင်သူကစာကွဲဝင်ကိန်းထဲမှာပါမယ်။မပြတ်ဘူးဆိုလို့ရှိရင်တော့တုတ်တာကိန်းထဲမှာပါမယ်။ နမခွန်ကအဘတော်ဒီတုဒ္ဒကိန်းတော့မဟုတ်စာကွဲဝင်ကိန်းဖြစ်ပါသလားအဘဲကြောင့်တုဒ္ဒကိန်းတော့မဟုတ်စာကွဲဝင်ကိန်းဖြစ်ဒီကိုရှင်းပြပါဟုတ်ပြီတော့ဆင်မလို့151ကိုခွဲကြည့်ရအောင်အဲ့တော့တည့်အမြောက်151ရတယ်ဒါတော့ရပြီဒါနောက်တစ်ခုဒီ151ကိုခွဲတော့ဆင်မလို့ကစားကြည့်တဲ့အခါမှာသူ့ကိုဘာနဲ့ပဲစားလို့ပြတ်မလဲဆိုတော့23အမြောက်39ပဲ 653ရမယ်။ဒါကြောင့်မလို့သူဒီဒီမှာ7ရဲ့23ရဲ့30ရဲ့653ရဲ့ခွဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကစာွယ်ကင်းတစ်ခုတည်းပို့နေတာဖြစ်တဲ့အတွက်သူကတုတ်တာကင်းထဲမှာမပါတော့ဘဲနဲ့စာွယ်ဝင်ကင်းထဲမှာပါမယ်။ဟုတ်ပြီနော်။အဲ့တော့သူရဲ့စာွယ်ကင်းဒီခါစာွယ်ကင်းများမှာအဲ့ဒါအောင်ရေးပါအောင်နော်။စာွယ်ကင်းများမှာ ဘာရလဲဆိုတော့1.23.39.857တို့ဖြစ်သည်အဲ့တော့ထို့ကြောင့်857ကစခွဲဝင်ကင်းဖြစ်သည် စဝဲစကွဲဝင်ကင်းဖြစ်တယ်အဲ့တော့ဒီမှာကလေးတို့ကဘယ်လိုထက်ဆက်ရေးလို့ရလိမ့်လဲဆိုတော့ထို့ကြောင့်151တွင်စခွဲကင်းနှစ်ခုထက်ပိုရှိသည်ဆိုမျိုးလည်းရေးလို့ရရယ်နော်နှစ်ခုစခွဲကင်းနှစ်ခုထက်ပိုရှိသောကြောင့်151တည်စခွဲဝင်ကင်းဖြစ်တယ်လို့ရှင်းလည်းရဟုတ်ပြီနောက်တစ်ခုခါကလေး 133အဲ့တော့ဆမ်မရို133ကိုခွဲမှာဒီတစ်အမြောက်133ပဲခွဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့133တွင်ဆမ်မတာကိုနောက်တစ်မျိုးလေးရေးလိုက်မယ်စကွဲဂိန်းနှခုစကွဲဂိန်းနှခုတစ်အမြောက် sorry တင်းနဲ့133ဒါရှိသည်133ရှိသည်ဟုတ်ကြောင့် 133တိသုတ်ကြခင်ဖြစ်တယ်ဒါပဲနော်အဲ့တော့ဒီစာကိုလည်းဒီလိုရေးလို့ရပါတယ်151တွင်1.23.38.151စာကွဲခင် အာလေခုရှိသည်ပေါ့ရပြီနော်ဒါမှမဟုတ်လဲရှင်လဲနှစ်ခုထက်ပိုသောစကွဲကိမ်းများရှိသည်ကိုကြိုက်တယ်လို့ရေးလို့ရပါတယ်ရှေးကကျမတို့လေ့လာထားတဲ့အချက်တက်ဒီပေါ်မှာမူတည်ပြီးမှရေးလို့ရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်ဒီနေ့တွားခဲ့တဲ့တင်ငန်းစာကလေးတို့ရသွားပြီလို့ဆင်မထင်ပါရယ်နော်ဂျန်နဲ့တင်ငန်းစာတွေကိုနောက်ရက်မှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်